နေဝေစီကိုငွေလွဲမှာကင်းမိတဲ့ကိစ္စကြောင့်ခိုင်နေဝေဘက်ကလူတွေရဲ့ချင်းချောက်ချင်းကိုခံနေရတဲ့ဆိုရင်အထက်လုပ်ငန်းရှင်မတ်ရှားထန်နယ်မင်္ဂလာပါပရိသတ်ကြီးရှင်ရှားထန်နယ်ဆိုတဲ့မိန်းကလေးကတော့ကိုပိုင်စီးပွားရေးလုပ်ငန်းအသေးစားလေးလုပ်ကိုင်နေတဲ့သာမန်မိန်းကလေးတယောက်ဖြစ်ပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေကတရုတ်ဆောင်ခိုင်နေဝေစီကိုငွေလွဲမှာကင်းမိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတနိုင်ငံလုံးကလူတွေရဲ့သတိထားမိခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ် မရှားထန်တွေကတရုတ်ဆောင်ခိုင်နေဝေစီကိုအလူငွေထဲဝင်နေကြအလူရှင်တယောက်ဖြစ်ပြီးတရက်မှာတော့အလူငွေထဲနေကြခိုင်နေဝေရဲ့အကောင့်ထဲကိုငွေမားလွှဲခဲ့မိတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဆိုပါမားလွှဲမိခဲ့တဲ့ငွေကျပ်ပမာဏကိုခိုင်နေဝေစီကပြန်လည်ရရှိဖို့အတွက် တောင်းခံခဲ့ပေမယ့်ခိုင်နေဝေဘက်ကအချက်လက်တွေတမျိုးပြီးတမျိုးတောင်းခံနေပြီး မှားလွဲမိခဲ့တဲ့ပတ်စံကိုတော့ပြန်မပေးခဲ့တာကြောင့်နောက်ဆုံးမှာတော့မရှာထန်တွေကသူမကနင်နာသူဖြစ်ပေမဲ့လေသူမကတောင်းရတာရှစ်လာတဲ့အတွက်မတောင်းတော့ပါဘူးဆိုပြီးတော့နောက်ဆုတ်သွားခဲ့တာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့အထည်လုပ်ငန်းလုပ်ကင်သူမရှာထန်ရယ်စီကိုခိုင်နေဝင်ရဲ့လူတွေကတမျိုးပြီးတမျိုးလာရောက်ချင်းချောင်းနေကြတယ်လို့ရှာထန်ရယ်ကပြောလာခဲ့တာလည်းဖြစ်ပါတယ်။နင်နာသူမိန်ကလေးဖြစ်တဲ့မရှာထန်ရယ်ကအလုံးကိုမြေတားရက်ခန့်ခြင်းပါတယ်။ ဘေကမန်းမသိတဲ့အကောင့်တွေဘေကမန်းမသိတဲ့ page တွေကကျမကိုလာပြီးတိုက်ခိုက်ကြပါတယ်။ချင်းချောက်တဲ့စာတွေတင်ကြပို့ကြပါတယ်။ကျမဟာတရားမဝင်ဥပဒေနဲ့မလွတ်ကင်းတာဘာကိုမှလုပ်မနေပါဘူး။ရေရိုတသားမိအိုဖာအိုကိုလှုပ်ကြွေးပြီးအထဲပဲရောက်စားနေတာပါ။ဒါကိုကျမပတ်ဝန်းကျင်ကလူကြီးသူမများနဲ့လှုပ်ဖို့ကိုင်ပတ်များလဲအတိပါ။ကျမမိသားစုကလည်းကျမကိုပဲမိခိုးအားကိုးပြီးနေကြရတာပါ။ ကျမကိုမျက်ရည်ချူတယ် attention လိုချင်တယ်ဆိုပြီးတော့လာတိုက်ခိုက်ကြပါတယ်ဒီဖြစ်စဉ်မှာကျမဟာငွေမားလွဲမိပါတယ်ဒီလိုမားလွဲမိတယ်ဆိုတာကလည်း KP တို့ mobile banking တို့သုံးနေကြသူတွေဆိုတာမှားတတ်တာသိကြပါတယ်ကျမမားလွဲမိတယ်ဆိုတာကလေအကောင့်ပန်ရှင်နာမည်ကခိုင်နင်းဝေဖောင်ဒေးရှင်းမဟုတ်ပဲဒေါ်စုနှင်းပွင့်ဆိုတဲ့လူနာမည်နဲ့အကောင့်ဖြစ်နေလို့မားလွဲမိတာပါတမင်ဖောင်ဒေးရှင်းကိုမားလွဲစရာအကြောင်းဘာမှမရှိပါဘူး ပို့စ်တင်ရခြင်းကလည်းကျမကိုယ်စလဲလူကိုယ်တိုင်သွားတာအဆင်မပြေခဲ့လို့မခိုင်နေဝေကိုကျမတို့ပို့စ်တင်မေးမြန်းတာပါရှင်မထင်မှတ်ထားတဲ့ပြဿနာတွေကြောင့်စိတ်ကောလူကောပင်ပန်းလို့ငွေလဲပြန်မယူတော့ပါဘူးနော်အဆုံးခံထားတယ်ဆိုတာကိုလည်းအားလုံးအသိပါရှင်အဲ့ဒါကိုအကောင့်တူတွေနဲ့ကျမကို post တင်ပြီးချိန်ချောက်တာ CBT လာရောက်ချိန်ချောက်တာတွေလောက်တာရပ်တန့်ပေးကြပါရှင်။ကျမကတာမန်ပြည်သူတယောက်ပါ။ပုံမှန်အတိုင်းအသက်ရှင်ရအောင်မေ၊ရုန်းကန်လှူရှားရအောင်မေ နောက်မှာကျမကိုမိကိုအားကိုးနေတဲ့ကျမဝန်ထမ်းမိသားစုထမင်းအိုးတွေအတွက်အလုပ်တွေလုပ်ရအောင်ပါပါရှင်။ကျမကိုထပ်ပြီးတော့လူတွေအထင်မြင်မအောင်ဆုံးရှုံးနစ်နာရအောင်အကောင့်တူတွေနဲ့မတိုက်ခိုက်ကြပါနဲ့တော့ရှင်။တောင်းပန်ပါတယ်ဟုဆိုကမရှားထန်တွေကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတရားဝင်အသိပေးထားတာပဲဖြစ်ပါတယ်။ ွက်နေမှာသူကျွန်တော်တို့ကညီညီကိုကျွန်တော်ကျင်ပေးနေမှာဒီကအချင်းချင်းဒီလိုရှင်းရင်းနေဒီလိုဝင်နေဒီအကောင့်တော့ကလည်းမှာဒီဟာရင်ကျွန်တော်လူကြီးကျွန်တော်ကအချင်းချင်းအကုန်လုံးတက်မှာခင်ဗျာမှာရှင်းရှင်းချုပ်ချုပ်ညီညီကိုအကုန်လုံးသူကြီးရှင်းမှာခင်ဗျာကျွန်တော်ရှင်းပြီးသွားပါပြီခင်ဗျာငင်းလူကြီးအကုန်လုံးကျွန်တော်အတိအကျပုံတော့မှာကိုရှင်းပြီးသွားပြီခင်ဗျာ တောင်းတဘုံသလိုတောင်းတဘုံအပိုင်းညွန့်နေယုံနေယုံရှိရပါတော့ယုံသွားတယ်သွားပြီးတော့ကျွန်တော်တို့ဒီနေ့တော့ဒီမှားလေးတွေဆိုတော့အကြောင်းပြကြလိုက်ဒီမှာသာမတ်ယူသွားတဲ့ပတ်ပုံတွေယူသွားလိုက်ပေါ့နော်ဘာလို့ဘုသူသွားရင်ဘာလို့ဝါလာရဲ့ဒီမှာလေဒီလိုက်အတင်းကိုသင်ခေါ်ပြီးတော့ကျွန်တော်တို့ဒီလိုဒီပြန်ပြီးပြောပြီးမပြီးပါလို့ပြောနိုင်တော့ရှိရှိလို့အတင်းလို့ပြီးပါလိမ့်မယ်ဒီတိုင်းအတင်းနဲ့သူတင်းရနေလာပြီးတော့လို့ပြီးပါအဲ့ဒီမှာပေါ့ဒီလိုကျန်တဲ့ဒီဒီပြီးပြီးလိုက်တယ်ဆိုရင် တခြားကိုရေးပြီးတော့လည်းပြင်နေတဲ့ကနေတိုင်းရှိပါတဲ့အဲ့ဒါကြောင့်မို့အဲ့လိုမျိုးလုပ်ကြည့်ရမလားမေးကြည့်ပါဦးတဲ့အဲ့လိုမျိုးပြောပါလိမ့်ညာကိုကျွန်တော်တို့ဆိုင်မှာပေါ့နော်ဒီအတင်းရနေမဆိုင်နေကိုဆိုင်မှာဆိုင်ရမဲ့ပုံစံမျိုးဖြစ်ပါရဲ့ခင်ဗျာ။ဘာလို့လဲဆိုတော့ဒီပြဿနာကကျွန်တော်တို့ကမှုသီးွားနေလို့ပေါ့။ဒီမှာအားရလေးလည်းကျွန်တော်တစ်ချက်အမှောက်ပြောပြတာပါခင်ဗျာ။